လေးတိုင်းဒေသချင်းပြည်ဦးလွေမြို့နယ်အတွင်းလူနေထိုင်မှုပမာဏနှစ်ဆင်တိုးတက်လျက်ရှိတဲ့အတွက်တာတုံးရည်နဲ့စိုက်ပျိုးရေးများအတွက်ရေအေးမြင့်များစင်ဆက်မပြတ်ရရှိရင်းနဲ့ရေတိုးချက်ဖြန့်ဝေပေးနိုင်ရေးအတွက်လုပ်ငန်းများအကောင့်ထေပေါ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာပြည်ဦးလွေမြို့နယ် ရေတရောက်ကုန်းကျွရွာအနီးရှိကဲလောင်ချောင်းပင်တီးကျွရွာအနီးရှိတပြိုက်ချောင်းရွှေသိန်းကျွရွာအနီးရှိရေပြန်ချောင်းခွန်လိုင်ကျွရွာအနီးရှိစင်ဖြူချောင်းနဲ့တွင်းငယ်ကျွရွာအနီးရှိစီတာချောင်းများပေါ်မှာတာသုံးရင်နဲ့စိုက်ပျိုးရင်များရရှိစေရန်ကျွရွာရေလွှဲစင်ငယ်များတည်ဆောက်သွားမှာဖြစ်ပါတယ်။ဒါပြင်နောင်ခမ်းကျင်းရက်ကွက်အနီးရှိဆင်လန်းရေလောင်တမန်ဆင်လန်းဆဲမှာပြင်းဦးလွင်မြို့သို့တာသုံးရင်များပုံမိုးပေးဝေနာရန်ရခင်ရေလောင်ပမာဏ3926ပေမှ3928ပေအထိရေလောင်ပမာဏ2ပေ းမြစ်ကရေတိုလောင်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိမှာပြည်ဝင်လူမျိုးအတွင်းသို့အချင်းဆက်နယ်လက်မှပိုင်လိုင်းတွယ်တမ်းပြီးရေပင်းဝေဖြန့်ဝေရမှာယခုအခါအချင်းဆက်နယ်လက်မှပိုင်လိုင်းဖြင့်တလိုင်းထပ်မံတိုးချဲ့ကတနေ့ကိုရေကလန်တစ်တရမနှစ်တန်တိုးမြင့်ဖြန့်ဝေပေးသွားရန်လည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ဦးလွင်မြို့နယ်မှာတည်ဆောက်ပြီးတမန်လေးခုမှစိုက်ပျိုးရည်နဲ့တောက်သုံးရည်များပိတ်ဝင်လျက်ရှိပြီးဂဲလောင်ချောင်းနဲ့တပြိုင်ချောင်းများပေါ်မှာကြေးရွာရေလွှဲစင်ငယ်များတည်ဆောက်ကစိုက်ပျိုးရည်များပိတ်ဝင်လျက်ရှိကြောင်းသိရပါတယ်။ရခိုင်ကပြည်ဦးလွင်မြို့နယ်အတွင်းရေပူလုံမှုရှိစဉ်ရဲ့အတွက်ဆဲတမန်များတည်ဆောက်နိုင်ရန်ရင်အရင်အမြင်စူးစမ်းလေ့လာမှုများဆောင်ရွက်လျက်ရှိပြီးရေပင်းဝေရည်အခြေခံစာအုပ်များတည်ဆောက်ပေးခြင်းဖြင့်တောက်သုံးရည်ဖူလုံစင်မဲ့အပြင်စိုက်ပျိုးရည်ကိုပါတိုးတက်ပိတ်ဝင်နိုင်မှာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။